လူရီဝေဖန်ခံရပါမယ်။ထောက်ကြံလမ်းစုံမှာဒုက္ခရောက်နေတဲ့ကလေးငယ်လေးကိုခေါ်ယူသွားတဲ့ခိုင်နေဝင်။ဒီခုလက်တော့ internet ပေါ်မှာပြန့်နှံ့နေတဲ့ video file တစ်ဖိုင်ကတော့ထောက်ကြံလမ်းစုံကကလေးငယ်လေးတယောက်ရဲ့ video file ပါ။အစောပိုင်းကလေးငယ်လေးကအသက်၃နှစ်ရွယ်ကလေးငယ်လေးဖြစ်ပြီးလမ်းပေါ်မှာတောင်းဆောင်အောင်အသက်မွေးဝမ်းကြောင်းပြုနေရဟန်ရှိပါတယ်။ကလေးငယ်လေးရဲ့မိခင်ဟာကလေးငယ်ကိုဗန်းပြကငွေရီအလူခံနေရပဲဖြစ်ပါတယ်။ဒီလိုငွေရီအလူခံနေကလေးငယ်ပတ်စံကြောက်ပြောက်သွားလို့ဆိုပြီးတော့ ကလေးငယ်လေးကိုရက်ဆက်စွာရိုက်နှက်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းအစောပိုင်းဗီဒီယိုဖိုင်ကိုမြင်ရတဲ့တိုင်းကစိတ်မကောင်းဖြစ်ကြရတာပါ။ဒါကြောင့်လည်းခိုင်နှုံးဝင်ကိုကယ်တင်ပေးဖို့ကိုကြီးတောင်းခံနေရတာဖြစ်ပါတယ်။မန္တလေးမှာလည်းခိုင်နှုံးဝင်ဟာမြန်မာနိုင်ငံမှာဒုက္ခရောက်နေတဲ့လမ်းဘေးကကလေးငယ်တွေဆုံးဖြတ်ခံရတဲ့ကလေးငယ်တွေအတွက်ကယ်တင်ရှင်မိခင်ကြီးဖြစ်နေတာကြားပါပြီ။အားလုံးလည်းသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာအခုချိန်ကုန်စည်နှုန်းတွေကြီးမြင့်ပြီးတော့စီးပွားရေးကျတဲ့နေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းအချိန်ကလူရန်စားတွေဟာထမင်းနဲ့မှစားဖို့မလွယ်တော့ပါဘူး။ ဒါကြောင့်မို့လို့လည်းမွေးလာတဲ့သားသမီးတွေကိုစွန့်ပြစ်ရောင်းချတာခိုင်းစားတာတွေဖြစ်နေကြရတာဖြစ်ပါတယ်။အခုအင်တာနက်ပေါ်မှာပြန့်နေနေတဲ့ဗီဒီယိုဖိုင်ကိုဆိုရင်လည်းထောက်ကြံလန်းဆောင်ကမျိုးသမီးဟာခလေးငယ်လေးရင်မိခင်ရင်ဖြစ်နိုင်ခြင်းနည်းနေရပါဒီလိုအခြေအနေတွေအတွက်ခလေးတွေဘက်ကနေကာဝယ်ဖို့မမမမရှိနေသူကတော့ပရိုင်ဒါမင်းသမီးကြီးခိုင်နေဝင်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းခိုင်နေဝင်ဟာရင်သွေးငယ်ပေါင်းများစွာကိုထိမ့်သိမ်းဆောင်းလျှောက်ပေးနေတဲ့ပရိုင်ဒါမင်းသမီးကြီးတို့ဖြစ်ပြီးပရိတ်သတ်ချစ်ခင်လေးစားမှုကိုရရှိထားသူလေးနဲ့ဖြစ်ပါတယ်။ ခိုင်နှင်းဝင်ကကလေးငယ်လေးကိုလည်းပညာသင်ကြားစီခြင်းလည်းနဲ့တကယ်မိခင်တရားလုံးနဲ့နာခံပြီးတော့အပင်ပန်းခံဆောက်ရှောက်ပေးနေတယ်ပဲဖြစ်ပါနေ။ခုခါမှာတော့ခိုင်နှင်းဝင်ကရင်းနှင်းလေးကိုကိုကဝမ်းနဲ့လွဲပြီးမွေးထားတာမဟုတ်ပေမဲ့ကိုသားသမီးရင်းနေလိုမျိုးရှင်ပြူနာသာအလိုတော်မင်္ဂလာပွဲကြီးကိုလည်းကျင်းပပေးခဲ့တာပါ။ထို့သဖြင့်တော့ခိုင်နှင်းဝင်ဟာဒုက္ခရောက်နေတဲ့ရင်းနှင်းငယ်လေးကိုကြီးလိုအပ်နေတဲ့ရင်းနှင်းငယ်လေးကိုလည်းပါဝင်ကိုကြီးလိုရန်ပေးနေတာဖြစ်ပါနေ။ဒါပြင်ခိုင်နှင်းဝင်ဟာ မြန်မာနိုင်ငံရဲ့ပရိဒတ်မိခင်ကြီးဖြစ်တဲ့မြန်မာနိုင်ငံမှာဖြစ်တဲ့သမာဝဘေးရည်ကိစ္စတိုင်းမှာပါဝင်လူရန်နေတာပါခိုင်နင်းဝင်ဟာပြီးခဲ့တဲ့ရေးပေးမှလည်းပါဝင်လူရန်နေခဲ့တယ်လို့ခုတစ်ခေါက်ငလင်ပေးမှလည်းပါဝင်လူရန်နေတာဖြစ်ပါတယ်ဒါကြောင့်လည်းခုလက်ဘလော့မှာအင်တာနက်ပေါ်မှာပြန့်နေတဲ့ထောက်ချက်မျိုးကလောကရောက်နေတဲ့ကလေးငယ်လေးကိုလည်းကိုကြီးကဲတင်သွားမယ်လို့ပြောလာတာပါခိုင်နင်းဝင်ကသမာဝကိုပရိဒတ်တွေကထောက်ချက်မျိုးမှာတောင်းနေရယ်ကလေးငယ်လေးတောင်ညှင်းမှန်းနှိမ့်ဆက်ခံရကြအောင်ကိုကဲတင်မှုလိုအပ်နေတဲ့ခြေနေကိုသူမမြင်ပါကြောင်း ခုချိန်မှာတော့ဒီမဟာကလင်းဘေးတင်ပြည်သူတွေကိုတွားရောက်ကူညီကယ်ဆယ်နေရလို့ထောက်ကျမျိုးကကလင်းငယ်လေးနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးတာမျိုးမလုပ်ရသေးပေမယ့်ကလင်းငယ်လေးကိုခိုင်နေဝေးပရိုက်တာကရကနေတစင်ကဲတင်သွားမှာဖြစ်ပါတယ်။ခုလိုကလေးလေးဒုက္ခရောက်နေချိန်မှာဒီမဟာသတိတရားနဲ့အကြောင်းကြားပေးတာကိုလည်းကျေးဇူးတင်ကြောင်းခိုင်နေဝေးကပြောသွားတာပဲဖြစ်ပါတယ်။အဲဒါလည်းမကြောက်ခင်မှာထောက်ကျမျိုးကကလင်းငယ်ကိုကယ်ဆယ်သွားမယ်လို့ခိုင်နေဝေးကပြောလာတာပါ။ ပရိသတ်တွေကတော့အရင်နှစ်မလောက်အောင်ကိုထင်းလင်းအောင်လှုပ်ချင်းကိုခံနေရပေမဲ့ခိုင်နှင်းဝင်ကက်တင်ခံရတော့မဲ့တမီလေးအတွက်ဝမ်းသာဂုဏ်ယူပေးနေကြတာပါတကယ်ဆိုရင်ခိုင်နှင်းဝင်ဟာခုရဲ့ပိုင်းမှာပရိုက်တာလူငွေတွေကိုအလွဲသုံးစားလူချင်းတလို့ကိုယ့်ရဲ့ကိုကျိုးအတွက်လည်းသုံးဆွဲတယ်ဖွဲ့စည်းရင်းနဲ့ရိုးသားမှုမရှိဘူးစသဖြင့်ဆွဆွင်းခံနေရတာပဲဖြစ်ပါတယ်ဒါမဲ့လည်းထောက်ချက်မျိုးကခလင်းငယ်လေးကိုကက်တင်ဖို့လိုအပ်နေတဲ့အချိန်မှာတော့ခိုင်နှင်းဝင်ကဒုက္ခရောက်နေတဲ့ရင်သွေးလေးအတွက်ရှေ့ကနေမမမမရက်တီပေးနေတာပါဒါကြောင့်လည်းခိုင်နှင်းဝင်မြစ်တာတရားကိုချီးကျူးနေကြတာပါ ီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေခါရောထောက်ချက်မျိုးကရင်းသွေးလေးတွေကိုကဲတင်တော့မယ်ခိုင်နှင်းဝင်ပေါ်မှာမိမိရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။